။နောက်ပိုင်းပွဲစဉ်ဒီမှာအလုတ်ဖြစ်နေတဲ့ထရော့ဇက်ကပဲအလန်းစားကန်ခြင်းနဲ့ကြမ်းပြခဲ့ပြီးတကယ်ကိုလှပလွှင်းတဲ့တွင်ကိုနဲ့အတူ ရွှေချေးကိုစစ်ပြီးတော့ပြေးစီခဲ့တာလည်းဖြစ်ပါတယ်။စစ်မပြေးနိုင်ခဲ့ပဲရက်တန့်သွားခဲ့တဲ့ရွှေချေး။ရွှေချေးတို့အနေနဲ့ဆန်တာနဲ့တခမ်းမသွားခင်မှာဆယ်ပွဲစတိုက်ထိကို နိုင်ပွဲတွေကရှီထားခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့ချန်ပီယံရှစ်ကနေတကြောပြန်တန်းတက်လာခဲ့ပြီး ပရီးမီးယားလိမ့်မှာခက်ဆန်းထနေတဲ့ ဆန်ထားနဲ့နှစ်ပါးသောကကြင်မှာတော့ချိုမိုင်းမိုင်းကကြိုးလောက်တော့မကတတ်တော့ပဲတရေတမန်နဲ့ကျင်နဲ့ပြီးနိုင်ပွဲတွေကရက်တန့်ခဲ့ရတာလည်းဖြစ်ပါတယ်အိမ်ရှင်ဖြစ်တဲ့ဆန်ထားလန်းကတော့ရွှေချေးတွေရဲ့လက်ကြဖြစ်တဲ့အပူမရှာတဲ့ရှာကားရဲ့ဥဆောင်မှုနဲ့အတူငါးလေးတက်ဆိုတဲ့ကစားခွင့်နဲ့ပွဲထွက်လာခဲ့တာလည်းဖြစ်ပါတယ်ရွှေချေးကတော့တိုက်ဆက်ကအမြောက်ကြီး ရော့ကရက်ကဂျမ်းပြစ်နေတာမို့အပေါ်ရီမဆိုတဲ့မော်ရီနိုကိုထည့်သွင်းလာခဲ့ပြီး အထူးကကစားသမားအများစုဖြစ်တဲ့ Trossen, AC, Dan Granite, Saka စတဲ့ကစားသမားတွေရဲ့ဥဆောင်မှုနဲ့အတူလေးနဲ့သုံးတဲ့ဆိုတဲ့ကစားကွနဲ့ပွဲထွက်လာခဲ့တာပါဒီပွဲရဲ့အဖွင့်ဂိုးကိုတော့အကျန်းစားတွေလုတ်ပြနေတဲ့ Sunderland ကပဲပွဲကစားချိန်36မိနစ်မှာဘောလက်ကအတော့တက်ပြီးတွင်းယူခဲ့တာပါရွှေကြီးတို့အတွက်ခြေပဂိုးကိုတော့အပေါ်ရင်မဆိုတဲ့မော်ရီနိုကဖန်တီးပေးခဲ့ပြီးယာစာမဟုတ်တဲ့စာကာကတွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ် ပွဲကစားချိန်84မိနစ်ရောက်မှာတော့နောက်ပိုင်းပွဲစဉ်ဒီမှာအလုတ်ဖြစ်နေတဲ့ Trossard ကပဲအလန်းစားကန်ခြင်းနဲ့အတူကျန်းပြခဲ့ပြီးတကယ်လှပလွန်းတဲ့သွင်းကိုနဲ့ရွှေကြီးကိုစစ်ပြီးတော့ပြေးစီခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့အိမ်ကွင်းမှာရှုံးပွဲမရှိ ရုံအားကြီးဆိုတဲ့အတိုင်းဆန်ဒါလန်ရဲ့အကျန်းစားရုံအားတွေအောက်မှာရွှေကြီးတို့တောင်းခံနိုင်ခြင်းမရှိပဲမိနစ်90ပြည့်လို့အချိန်ပေါ်၄မိနစ်ရောက်မှာတော့အညာလွယ်တဲ့ ဂါဘရီယယ်ရဲ့ဖြစ်တူမှုကိုကြော်ပြပြီးဘရော့ဘီက စန်တာတို့အတွက်ခြေပါကိုတွင်းယူပေးခဲ့တာဖြစ်လို့ရွှေကြီးတို့ပြန်မတက်နိုင်ခဲ့ပဲတူတူစီတရေကြကတရေတမတ်နဲ့ပဲကျင်နဲ့ခဲ့ရတာလည်းဖြစ်ပါတယ်ဒီပွဲမှာအကြိုက်ဆုံးကစားသမားကတော့ရွှေကြီးတို့အတွက်အလုတ်ဖြစ်နေတဲ့ထရော့စစ်ကိုအကြိုက်ဆုံးဖြစ်ပြီးပွဲအတွင်းအကောင်းဆုံးကတော့ရာစာမဟုတ်တဲ့စာကာကပဲရရှိသွားခဲ့တာလည်းဖြစ်ပါတယ် ဒေးပွဲမှာလည်းပြိတက်ဒီကောက်ကိုဘယ်လိုမျိုးထင်မြင်ကြလဲကိုယ့်ရဲ့အမြင်လေးတို့လည်းကောမန့်လေးမှာချပြီးတော့ရေးခဲ့ကြပါအောင်ဗျဘီလေးကိုကြိုင်းနေတဲ့ဆိုလို့ရှိရင်တော့ like and share channel လေးကိုလည်း subscribe လေးလုပ်ပြီးတော့အားပေးကြလို့ပြောဆိုချင်ပါတယ်